စင်မီတန်ကိုမြန်မာပြည်ကနေချင်းဝေလမ်းလျှောက်လို့ရလားပတရားမှာနေရဆိုလို့ရှိရင်ရောချင်းဝေလျှောက်လို့ရလားဘေးနေရာမှာချင်းဝေလျှောက်လို့ရလဲအဲ့မေကွန်လေးကိုအခုဖြေမယ်စင်မီတန်ကလောလောဆယ်ထိုင်းနိုင်ငံမှာရှိတဲ့ခရိုင်၄နေရာမှာနေထိုင်တဲ့သူတွေချင်းဝေလျှောက်လို့ရပါတယ်ဘေးခရိုင်တွေလဲဆိုလို့ရှိရင်ပထုံဌာနီဘန်ကောက်စမူစခွန်စမူပရာကန်တို့ဖြစ်ပါတယ်ဆိုတော့အဲ့ဒီခရိုင်တွေမှာဘေးနေရာတွေမှာရုံခွဲရှိတယ်ဆိုတာကိုအခုစစ်စစ်ပြောပြပေးမယ်ဒီနေ့နေဆက်ရရုံခွဲကိုတည်ကြမှာပါ သင်ကပထမဌာနေမှာနေရဆိုလို့ရှင်သွားလို့ရတဲ့ယုံနေအား၃နေရာရှိပါတယ်။တလာထိုင်းယုံ၊စံခုတ်ယုံခွဲ၊ခုံးပဲ့ယုံ။သင်ကဘန်ကောက်မှာနေရဆိုလို့ရှင်သွားလို့ရတဲ့ယုံ၅နေရာရှိတယ်။ဘန်ဘောယုံခွဲ၊ဘလကပန်ယုံခွဲ၊ချလောင်းဖုံ33လမ်းနေရယုံ၊ Vixi တုံးမောင်စဖမ်းမှာယုံ၊ဘန်ကပီပန်တစ်ပလာဇာယုံ။သင်ကစမုစခုံးမှာနေထိုင်နေဆိုလို့ရှင်သွားလို့ရတဲ့ယုံနေရ၃နေရာရှိတယ်။ရည်ရက်ွက်ထဲကမဟာချိုင်းယုံခွဲအကြီး ခုတ်ဆန်ယုံဆွဲလွန်ယုံတင်ရစမှုပရဂမ်မာနေထိုင်နေဆိုလို့ရှိရင်သွားလို့ရတဲ့ယုံတွေကတစ်နေရာရှိတယ်ဖလက်စာမျိုးမိုင်းခရိုင်ကစမှုပရဂမ်ယုံလမ်းဆောင်ချွန်ယုံတချို့ကကိုဘေးခရိုင်မှာနေလဲဆိုတာကိုမသိကြလို့လာမေးကြရရှိပါတယ်အဲ့ဒီတော့ကိုနေတဲ့ရက်ကွက်ဒါမှမဟုတ်လမ်းဒါမှမဟုတ်မြို့ကိုသိရဆိုလို့ရှိရင် comment တွေမှာရေးခဲ့ပါအဲ့ဒါဆိုလို့ရှိရင်ကိုနဲ့အနီးဆက်ဆုံးဂျုံကဘေးနေရာဖြစ်မယ်ဆိုတာကိုပြောရပါမယ်အလုံးမဲတတ